ွေငလင်ချောင်းယာယီအပြစ်ရက်တယ်လို့ကြေညာပြီးနိုင်ငံတော်ဝန်လေးချောင်းကနေဘုံကျဲနေပေမဲ့လည်းတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေ ER West တွေနဲ့တော်လိုင်းအင်အားစုတွေအနေနဲ့ယာယီအပြစ်ရက်မှုကို လိုက်နာပေးဖို့စစ်ကောင်းဆောင်ကတိုက်တွန်းပြောဆိုပါတယ်အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကနေပြည်တော်မှာမေလ29ရက်ကပြုလုပ်တဲ့မြမငလင်ဘေးအတွက်ဒုတိယကြိမ်အလှငွေပေးရပွဲမှာအဲ့ဒီလိုထည့်သွင်းပြောဆိုခဲ့သလိုတစ်ဖက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ် နိုင်ငံတော်နဲ့ပြည်သူတို့ရဲ့အကျိုးစီးပွားကိုရှေ့ရှုပြီးတိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့သက်ဆိုင်သူတွေအနေနဲ့ယာယီအားဖြင့်အပြစ်ခတ်ရစဲထားတဲ့အပေါ်အလေးထားစဉ်းစားပြီးလိုင်းနာဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုတယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့မတ်လအတွင်းကစကိုင်းငလင်ကြီးလှုပ်ခတ်တာကြောင့်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့လို့ဆိုပြီးဧပြီ၂ရက်နေ့ကစတင်ကအခုမေလကုန်ထိယာယီအပြစ်ရစဲကြောင့်အပြစ်ရသက်တမ်းအချိန်ချင်းတိုးမြင့်ပြီး လေချောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။စစ်တပ်ဆိုတာဘယ်တော့မှဂရီတလုံးကိုအလေးမထားဘူးဘူး။အပြည့်အတည်ပြောပြီးတွန်လိုင်းတက်တွေအင်အားနှဲအောင်စီးဖောက်ဝင်တိုက်တယ်ဆိုပြီးနိုင်ငံတကာမှာအကြမ်းဖက်ဖြစ်အောင်လုပ်နေတာပဲလေလို့စီဒီအမ်ဘူကြီးဖုံးတိုက်က ARD Times ကိုပြောပါရတယ်။စစ်ကောင်စီဟာငလင်ဘေးအတွက်ကူညီလှူဒန်းမှုတွေကိုစီးရင်းနဲ့အကျိုးစီးပွားတွေအတွက်အသုံးချနေတာကြောင့်ထိခိုက်ပြည်သူတွေစီ အကန့်အသတ်နဲ့သာရောက်ရှိနေပြီး ။ကုညီသူတွေကိုလည်းဟန်တန်းပိတ်ပင်ဖမ်းဆီးမှုတွေရှိတယ်လို့သတင်းတွေကသိရပါဗျ။စစ်ကောင်စီကယာယီအပြည့်အစဲတယ်လို့ထုတ်ပြန်ခြင်းကဆလို့လက်ရှိတိုင်ကျေးရွာစာတင်ကျောင်းတွေအပါအဝင်စီရင်ပြတ်မှတ်မဟုတ်တဲ့နေရာတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုအဓိကထားလေးချောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်လူအစုလိုက်ပြုံလိုက်ထိခိုက်သေးဆုံးခဲ့ရပါတယ်။စစ်ကောင်စီရဲ့အစုလိုက်ပြုံလိုက်ဘုံကျဲတပ်ဖြတ်မှုတွေအနက်ကလေးငယ်22ဦးနဲ့ဆရာမ2ဦးကို ထိခိုက်သေးဆုံးတဲ့ စကိုင်းတိုင်းတပင်းမြို့နယ်ရှိအိုးတိန်တွင်းရွာစာတင်ကျောင်းနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ရှိထွန်းရွေရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ကလေးနှုတ်အပောင်ဝင်လူဆက်နှုတ်သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်းပါဝင်ပါတယ်။စစ်ကောင်စီရဲ့ဘုံကျဲတပ်ဖြတ်မှုတွေကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG က၎င်းတို့ရဲ့ပညာရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီးရေပြင်မှာဖွင့်လှစ်တင်ကြားပေးနေတဲ့ဂျာကာလာပညာရေးကျောင်းတွေအားလုံးကို ခိတ္တယာယီယနာထားဖို့ထုတ်ပြန်ခဲ့ရပါတယ်